ဒီနေ့အင်းကျမတို့ဆွေးနွေးကြည့်ကြတာကကိုယ့်အတွေးလေးကိုပေါ့နော်ဘယ်လိုပိုပြီးကောင်းကောင်းစီမံခန့်ခွဲနိုင်မလဲဆိုတဲ့အကြောင်းပါဟုတ်ကဲ့အတွေးလေးကဘဝကိုဘယ်လိုလွှမ်းမိုးလဲပြီးတော့လက်တွေ့ကြကြတွေးဖို့ကဘာလို့အရေးကြီးတယ်လဲပေါ့ဟုတ်ပါတယ်စိတ်ရှုပ်ထွေးတာတွေကနေရှင်းရှင်းလင်းလင်းဖြစ်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာလေးတွေကြည့်ကြရအောင်ဟွန်းအဓိကတော့လေကိုယ်မှရွေးချယ်နိုင်စွမ်းရှိရဆိုတဲ့အချက်ပဲခင်ဗျာ William James အတွေးကြုံလို့ပေါ့ဟုတ်ကဲ့သူစိတ်တက်ကြနေချိန်မှာတော့ ကိုယ့်အတွေးကိုကိုထိန်းချုပ်မယ်ကိုရွေးမယ်ဆိုရင်ဆုံးဖြတ်လိုက်တာကသူ့ကိုပြန်ထုံမစေရတာလေ။အင်းအဲ့ဒီစွမ်းရည်ကအရေးကြီးတာပေါ့။ဟုတ်တယ်ဘဝအရေးအတွေးကိုတကယ်မြင့်တင်နိုင်တယ်။ဆိုတော့ဒီနေ့အဲ့ဒါကိုလက်တွေ့ဘလို့လုံးမလဲဆိုတဲ့နီလန်းလေးတွေကြည့်ကြတာပေါ့။ဟုတ်အမရစံပြောဖို့တလို့လေသင်ဟာတနေ့လုံးတွေးနေတဲ့အရာပဲဖြစ်လာတယ်ဆိုတာမှန်တယ်နော်။ဟွန်းဟုတ်ပါတယ်။ဒါပေမဲ့ပြဿနာကကျမတို့ဦးနှောက်ကိုအတုံးချပုံပဲ။ဟို cognitive biases ဆိုတာတွေရှိနေတော့ ဟုတ်တယ်အတွေးအမှားတွေပေါ့အင်း confirmation bias လို့မျိုးကိုယုံလာကိုပဲလိုက်ရှာတာတို့ပါလို့လေအဲ့ဒါတွေကြောင့်ကြိုးចောင်းစီလျောင်းမလွဲပြီးဆုံးဖြတ်ချက်တွေမားတတ်တယ်မှန်ပါတယ်အဲ့ဒီခါစိတ်ထဲမှာရှုပ်ရက်ခံနေရော chaos ဖြစ်တယ်ဆိုတာမျိုးပေါ့အဲ့ဒီ chaos ကိုဖြေရှင်းဖို့ကလည်း William James တို့လိုတွေး caution ညပြောခဲ့တယ်လက်တွေ့ကြမှု pragmatism ကအတုံးဝင်တယ်ခင်ဗျာ pragmatism လက်တွေ့ကြမှုနော် ဟုတ်တယ်အတိကက အလုတ်ဖြစ်ရင် အမှန်ပဲဆိုတဲ့သဘောမျိုးအတုံးမဝင်တဲ့အတွေ့အကြုံကိုလည်းဘာမှ လုတ်လို့မရတဲ့အတွေ့အကြုံကိုစစ်ထုတ်ပြဖို့လိုတယ်။อืมကိုထင်းချုံနိုင်တာကိုပဲအာယုံဆိုက်ရမယ်ပေါ့။ဟုတ်တယ်။ကိုရဲ့လုတ်ရက်ကိုရဲ့ရည်ရွယ်ချက်ကိုစကားဒါဒီကိုပဲအာယုံဆိုက်ပါဟိုအရင်မြစ်ထက်ကစာရဲတူလန်ဒန်မှာအင်ရှာတဲ့ကိစ္စလို့ပေါ့။အော်ဟုတ်ကဲ့။အင်းငါ့ဖို့နောက်ဆုံးမိနစ်ကြာမှပြတ်သွားတော့အရန်စိတ်ပူခဲ့တာ။ ဒါပေမဲ့တကယ်တမ်း Airbnb ခဏငားလိုက်တော့လဲအဆင်ပြေသွားတာပဲ။อืมဆိုတော့ကြိုပြီးအလွန်ကြံပုခွန်နေတာကအလကားဖြစ်သွားတာပေါ့။ဟုတ်ပါတယ်။အချင်းကုန်းလူပန်းတာပဲရှိတာပေါ့။အဲ့ဒါအတူမဝင်တဲ့အတွေ့မျိုးပဲ။နောက်တစ်ခုကစိတ်ကိုချွတ်သားလို့လေ့ကျင့်ရမယ်ဆိုတာလေအသက်တွေတင်ယူတာစဉ်းစားတာနေနေပေါ့။ဟုတ်ကဲ့။ဒါပေမဲ့စိတ်ဝင်စားစရာကတင်ယူမှုမှာတခါတလေတိုးတက်မှုရက်သွားတယ်လို့ခံစားရရင် hitting a wall ဘောနော်အဲ့ဒီခါအတင်းကြီးတွမလို့ပဲအနာယူဖို့စိတ်ကိုပြန်အားဖြည့်ဖို့လိုတယ်လို့ဆိုထားတယ်ဟုတ်တယ်ဟန့်ချန်ကြီးကိုလိုတာပေါ့ဥနှုတ်ကိုလည်းနားပေးရမယ်ဟုတ်ကဲ့အတွေးလိုနေတာကိုရက်ဖို့ပေါ့အဲအဲ့လိုအနာပေးဖို့လိုတယ်လို့ကိုယ်စိတ်အလုံးလုံးပုံကိုလည်းတတိထားရမယ်စစောကပြောတယ် cognitive biases တွေလေဟုတ်ကဲ့အဲ့ဒီဒီကြောင့်ကိုယ်စိတ်ကိုတော့လုံးဝကြီးယုံလို့မရဘူးခင်ဗျာอืมဒါကြောင့်ဆုံးဖြတ်ချက်ချရလေအချက်လက် facts တွေကိုအခြေခံပြီးတော့ ကိုယ့်ရဲ့ယူဆချက် assumptions တွေကိုတတိထားစစ်ဆေးတင်တယ်ဟုတ်ကဲ့အလင်းစလုံးမစုံးဖြစ်ပဲအချိန်ယူစဉ်းစားဖို့ပေါ့နော် Derek Rivers ရဲ့ slow thinking လို့မျိုးဟုတ်ပါတယ်အဲ့ဒီမှာကိုယ့်ကိုယ်ကိုသိတာ self awareness ကအရင်အရေးကြီးလာတာကိုအားတာချက်အားနည်းချက်သိတာမျိုးလားဟုတ်တယ်ကိုဘာကိုတန်ဖိုးထားလဲဘာမကြိုက်ဘူးလဲသိထားမှဘယ်အချက်လက်ကအရေးကြီးလဲဘယ်လမ်းကကိုနဲ့ကိုက်လဲဆုံးဖြတ်နိုင်မှာအေးမတန်ရရမျိုးကအထောက်အကူဖြစ်နိုင်တယ်လို့ဆိုထားတယ်နော်ဟုတ်ကဲ့ နေ့စဉ်ကိုအတွေ့ခန်းစားချက်ပြန်သုံးသပ်ဖို့အများကြီးအထောက်အကူဖြစ်ပါတယ်။နောက်ပြီးနေ့စဉ်ဘဝမှာအတွေ့များတာဆုံးဖြတ်ချက်ချရတာတွေရှော့ချဖို့စနစ်တွေအလေးအကျင့်ရဲ့တုံးဖို့လည်းပြောထားသေးတယ်။ဟင်း habits နဲ့ systems ပေါ့။ဦးမှာလေ့ကျင့်ခန်းလုပ်မယ်ဆိုရင်အချိန်တတ်မှတ်ထားလိုက်တာမျိုးဆိုတော့အဲ့ရဲ့အချိန်ကြံလုပ်ယုံမယ်ထပ်စဉ်းစားနေစရာမလိုတော့ဘူးပေါ့။ဟုတ်တယ်။ action thinking ဖြစ်သွားအောင်လုပ်တာပေါ့။စဉ်းစားနေရတဲ့လုပ်တာကပုံများတော့။ဟုတ်ကဲ့။ရှင်းလင်းတဲ့အတွေ့ကလောက်ရက်ကောင်းကိုဦးတည်တယ်ပေါ့။ အဆုံးဆုံးမှာတော့လေဒီအတွေးတွေကိုစီမံခန့်ခွဲခြင်းရဲ့ပန်းနိုင်ကအဲစိတ်ရဲ့ငြိမ်းချမ်းမှုပဲ inner calm ပေါ့စိတ်တည်ငြိမ်မှုနော်ဟုတ်တယ်ဘလို့အချိန်မှမဆိုးတည်ငြိမ်နေနိုင်တာကတန်ဖိုးရှိလုံးဆူလာပဲပဲဒါကအရှိမရွေးနေရာမရွေးလေ့ကျင့်လို့ရတယ်ခင်ဗျာတရားထိုင်မှမဟုတ်ဘူးပေါ့ဟုတ်ပါဘူးလန်းချောင်ရင်ပဲဖြစ်ဖြစ်ပန်းကန်စီရင်ပဲဖြစ်ဖြစ်ကိုအတွေးကိုတတိထားကြည့်အတော့မှုဝင်ရင်လစ်လို့ရှူလိုက်အဲ့လိုလေ့ကျင့်နေလို့ရတယ် ီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်တော့အဓိကကကိုယ့်အတွေးကိုကိုရေးချင်နိုင်တယ်လက်တွေ့ကြတဲ့အတွေးကိုဦးစားပေးရမယ်ဟုတ်ကဲ့ပြီးတော့စိတ်ကိုလေ့ကျင့်တလို့အနားလဲပေးရမယ်ကိုကိုကိုတိပြီးအချက်လက်နဲ့ဆုံးဖြတ်ရမယ်อืมနောက်ပြီးအလေးချင်နေတဲ့လှုပ်ဆောင်မှုကိုအားပေးဖို့ဟုတ်ကဲ့ဒါတွေကအဓိကအချက်တွေပါပဲဟုတ်ပါတယ်ဝီလျံဂျိမ်းစ်ပြောခဲ့တယ်ဘောခင်ဗျာဘဝရဲ့အကြီးမြတ်ဆုံးအထုံးဝင်မှုကတော့ အဲ့ဒီဘဝထပ်ပို့ပြီးတည်တတ်မယ့်အရာတစ်ခုကိုအတုံးပြုခြင်းပါပဲတဲ့။ဟွန်းမတတ်စရာမင်းနော်။ဆိုတော့ဒီနေ့လေးလာခဲ့တဲ့နီလန်းတွေကိုကို့အတွက်တက်တက်မဟုတ်ပဲနဲ့ဗောလေ။ကို့ပတ်ဝင်းကျင်အတွက်ဒီဘဝထပ်ပို့တည်တတ်မယ့်အရာတွေအတွက်ဘလို့အတုံးချမလဲဆိုတာလေးဆက်ပြီးစဉ်းစားကြည့်ဖို့တိုက်တွန်းခြင်းပါတယ်ခင်ဗျာ။